ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ရွှေကုတ်ကူမှာအမေရိကန်ဒေါ်လာ5ဘီလီယံတန်ဖိုးရှိတဲ့ကာစီနိုဖျော်ဖြေရေးနဲ့ခရီးသွားလုပ်ငန်းစုကြီးကိုဦးဆောင်ခဲ့တဲ့ရထိုင်းနိုင်ငံတကာကုမ္ပဏီအုပ်စုရထိုင်း International Holdings Group တည်ထောင်သူရှီကြည်ဂျီယန်ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းရေးအတွက်ထိုင်းနိုင်ငံအယူခံတရားရုံးကအတည်ပြုလိုက်ပါတယ်။ 243နှစ်ရှိပြီဖြစ်တဲ့လောက်ကစားဘရင်လို့ခေါ်ကြတဲ့ရှီကြည်ဂျီယန်ဟာကမ္ဘောဒီးယားနိုင်ငံကလက်မှတ်တစ်ခုကိုလည်းကင်ဆောင်ထားပါတယ်တရားမဝင်ကာစီနိုတွေဖွင့်လှစ်လုပ်ကိုင်မှုနဲ့တရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့တရုတ်ကတောင်းဆိုထားတာပါရှီကြည်ဂျီယန်ဟာခက်မချေထိုင်းဘက်ငွေ7 trillion ကျော်ကျော်တန်မိုးရှိတဲ့လောက်ကစား website 239ခုကိုတီထောင်လုပ်ကိုင်ခဲ့တယ်လို့စွပ်စွဲခန့်ထားရပါတယ် သူ့ကို2022ခုနှစ်မှာတရုတ်နိုင်ငံရဲ့အကြောင်းကြားမှုကြောင့်နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ဖမ်းဝရမ်းနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့ဒါပြင်မြန်မာနိုင်ငံရွှေကုတ်ကူမြို့တစ်စီမံကိန်းကိုတီထောက်ခဲ့ပြီးနိုင်ငံတကာအဆင့်မီစိုက်ဘာအွန်လိုင်းရဇဝမှုတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေကိုလုတ်ကိုက်ခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။ ထိုင်းတရားရုံးကသူ့ကို2024ခုနှစ်မေလမှာတရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ရှီကြီးဂျီအန်ရဲ့ရှေ့နေအဖွဲ့ကအယူခံဝင်ခဲ့ပေမဲ့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကလွှဲပြောင်းရေးအမိန့်ဟာဥပဒေနဲ့ညီရဲလို့အရင်လကဆုံးဖြတ်ခဲ့ပါတယ်။ ရှင်းနေဘွက်ကအဲ့ဒီစုံဖြတ်ချက်ပေါ်အယူခံထပ်ဝင်ခဲ့ပေမဲ့အယူခံတရားရုံးကနိုဝင်ဘာလ6ရက်နေ့မှာလွဲပြောင်းမိကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။တရားရုံးရဲ့အခုစုံဖြတ်ချက်ကြောင့်တက်ဆိုင်ရာထိုင်းအေဂျင်စီတွေအနေနဲ့ရှီချင်းဂျီယန်ကိုရက်90အတွင်းတရုတ်နိုင်ငံကိုလွဲပြောင်းပေးဖို့နိုင်ဖို့ပူးတွဲလှုံ့ဆော်ရမှာဖြစ်ပါတယ်။